မင်္ဂလာပါရှင်မူတော့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နိုဝင်ဘာလ9ရက်နေ့အတွက်စိတ်ဝင်စားပွဲကောင်းတဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးသမှာဖြစ်ပါတယ်ဒီ season လေးမစတင်ခင်မှာတော့မူတော့ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်ပြည်သက်ကြီးတမတော်စစ်ကြောင်းတွေရဲ့အပြင်းထန်တဲ့တိုက်စစ်ကြောင်းရခိုင်အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အေအဖွဲ့ဝင်တွေဟာအတိအနာလေးရရှိနေပြီးတော့လက်ရှိအချိန်မှာအေအဖွဲ့ဝင်တွေဟာ ၎င်းတို့အဖွဲ့အတွင်းကနေတခြားနေရာတွေကို ထွက်ပြေးတဲ့အရှင်းနေတယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းအစောပိုင်းကာလတွေကရခိုင်ပြည်နယ်အတွင်းတည်ငြိမ်အေးချမ်းမှုတွေရှိခဲ့ပြီးမယ်ရခိုင်အကြမ်းဖက်တဲ့ကိုင်အဖွဲ့အေအေကတမတော်စခန်းတွေကိုအင်အားသုံးတိုက်ခိုက်လာချိန်မှာရခိုင်ပြည်နယ်အတွင်းနေထိုင်သူတွေအခက်အခဲများစွာဖြစ်ခဲ့ကြတယ်လို့သိရပါတယ်အေအေအဖွဲ့ဟာ2023ခုနှစ် နိုဝင်ဘာလအတွင်းမှာတမတော်စခန်းတွေနဲ့ရခိုင်ပြည်နယ်အတွင်းရှိမြို့တွေကိုအင်အားသုံးတိုက်ခိုက်ခဲ့ရာမြို့တချို့ကိုယာယီထိန်းချုပ်ခွင့်ရခဲ့ပေမယ့်တခြားတစ်ဖက်မှာတော့အေအေအဖွဲ့ဝင်တောင်းနဲ့ချီပြီးထိခိုက်ကြဆုံးခဲ့လို့သိရပါဗျ။အေအေအဖွဲ့ဟာလက်ရှိအချိန်မှာရခိုင်ပြည်နယ်အတွင်းရှိစစ်မျက်နှာအပြင်ရခိုင်ပြည်နယ်နဲ့နယ်စပ်ချင်းထိစပ်နေတဲ့နေရာတွေမှာလည်းတမတော်စစ်ကြောင်းတွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေရာအထိခိုက်အကြဆုံးများနေတဲ့အတွက်အေအေအဖွဲ့ဝင်တွေဟာစိုးရိမ်ကြောက်ရွံ့နေပြီး အေအေအဖွဲအတွင်းကနေထွက်ပြေးဖို့ကြိုးပမ်းတာအေအေအဖွဲကနေတခြားနေရာတွေကိုထွက်ပြေးခြင်းတွေလှုံ့ဆော်တဲ့ရှင်းနေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းအေအေအဖွဲဝင်တွေဟာ၎င်းတို့အဖွဲအတွင်းကနေထွက်ပြေးပြီးထိုင်းနိုင်ငံဘက်ကိုရောက်ရှိလာခဲ့တယ်လို့ထိုင်းနိုင်ငံရောက်ရခိုင်လူမျိုးတအိုကအခုလူမျိုးလူမှုကွန်ရက်ကတဆင့်ပြောဆိုထားပါတယ်မင်္ဂလာပါမြန်မာနိုင်ငံကြီးအချင်းပါစေခွေထွက်မဲ့နိုင်သားသမီးတွေကွာထိုင်းနိုင်ငံမှာအများကြီးအများကြီးပြေးလာတာနော် ခွေးထွက်မဲ့နဲ့သားသမီးတွေထိုင်းနိုင်ငံမှာအများကြီးပြေးလာတာအေးဒီကထွေပြေးလာရတာမဆိုင်ရမတော်ရအေးခွေးထွက်မဲ့နဲ့သားကိုမနှဲဖန်ချတော့ပို့မယ်နော်အားရိုင်ဖားတော့ပို့မယ်အတောင်စားတွေစောက်ဆင်လည်းမရဘူးဟာလားကားဖို့စီဖို့ကကုန်သေးတယ်ခွေးကြီးထွက်မဲ့နဲ့သားရှစ်တဲငါမြို့ရှစ်တဲกว่าနော်ငါလုံးမသားခွေးကြီးတွေတီးဖို့နော်ထောင်မြန်နိုင်ညို့ထွန်းအောင်ခိုင်သူခါနဲ့ကြော်ဟန်တို့ဟာ၎င်းတို့အပေါ်ရခိုင်လူတို့ရဲ့အပေးထောက်ခံမှုတာဆင်းမှာစိုးရိမ်နေတဲ့အတွက် တိုက်ပွဲအတွင်းအေအဖွဲ့ဝင် အများအပြားကြာဆုံးခဲ့ခြင်းကို ဖုံးကွယ်လေးညာထားလို့သိရပါတယ်။တိုက်ပွဲအတွင်းအေတပ်ဖွဲ့ဝင် အများအပြားထိခိုက်ကြဆုံးနေခြင်းကို အများပြည်သူသိရှိမှာစိုးရိမ်နေတဲ့အတွက်အေအဖွဲ့ခေါင်းဆောင်တွေဟာတိုက်ပွဲအတွင်းကြဆုံးခဲ့တဲ့အေတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီးတော့မိသားစုတန်အတိပေးအကြောင်းကြားတာမျိုးမရှိဘူးလို့ရခိုင်အမျိုးသမီးတဦးကအခုလိုမျိုးလူသိရှင်ကြားပြောဆိုထားပါတယ်။အေအေတမ်းမတော်မှာကြာဆုံးလွက်ခဲ့ တိုက်ဘူးဝန်လို့ကြာဆုံးလို့လို့ဟင်ခါလေကြာဆုံးလို့တတ်မတော်သရှိတီအတွဲမိန့်ဖတ်နေကိုအစဖက်လို့ဂရမဂရကတော့အစဖက်လို့တဒမပေါ်ကတော့ဟင်ဒီလို့လို့လေးလက်လောက်နေမှငါလက်လောက်နေမှတဒံပေါ်တယ်အဆက်တွေမရအဆက်တွေမရနေရဆိုစဟင်ရတာလေသူ့နေရာနဲ့သူတူတူတိုက်တိုက်သုံးဖက် ရရပါလေအခုငါသက်အေးတမတော်တိမကြာဆုံးတော့ခုနိုင်လာလေခုနိုင်လာပဲလောက်ပါငါအခုမှသိရဲ့ကိုရခိုင်သူခိုင်ပြီးတဲ့အတွက်ကိုနိုင်ငံအတွက်ကိုလူမျိုးအတွက်အသက်ပြီးဆုံးလေရဲ့ချက်ကိုအစဖိုက်လို့အခုမကရကတော့မိဖားတယ်ဟမ် အစဖိုင်လို့ဂရိုမဂရနေကတော့လို့တုန်နေရတဲ့သူတူတူတက်တက်ပြရပါလေတုန်နေရတဲ့တူတူတက်တက်နေမနာတဒံပြရပါလေဟမ်အစဖိုင်လို့မပြရကတော့လို့သူစကားနဲ့သူတုန်နေရတဲ့သူသူတောင်းဝမ်းတဲ့သူပြရပါလေအခုကသူမြပြမတရား မငိုနေရတဲ့စောက်ရှိအသက်တွေစေတချို့ရခိုင်သက်တွေစောက်ပဲစတဲ့ရခိုင်အကျန်းဖက်လက်နဲ့ကင်အဖွဲအေးဟာလူအင်အားလိုအပ်ချက်ကြောင့်ရခိုင်ပြည်နယ်အတွင်းနေထိုင်သူတွေကိုအတင်းအကျပ်လူသစ်စုဆောင်ခဲ့ပြီး၎င်းတို့အတင်းအကျပ်လူသစ်စုဆောင်ထားသူတွေကိုလည်းမိသားစုနဲ့အဆက်အသွယ်မလုပ်ဘူးတိုက်ပွဲအတွင်းကြဆုံသွားတဲ့အေအေတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလူမှုကွန်ရက်မှာမတင်ဖို့စီကံတင်းကျပ်ထားလို့သိရပါတယ် ထွန်းမြနိုင်ဦးဆောင်တဲ့ရခိုင်အကြံဖက်အနက်ကင်အဖွဲ့အေးခေါင်းဆောင်တွေဟာ၎င်းတို့ကိုယ်တိုင်တိုက်ပွဲတွေကိုကိုယ်တိုင်ဦးဆောင်တိုက်ခိုက်ခြင်းမျိုးမရှိသလိုစစ်အောင်ရေးကိုသာအထူးကဦးစားပေးပြီးတပ်ဖွဲ့ဝင်တွေထိတ်ကိုက်တိုက်စုံးမှုတွေများနိုင်ခြေကိုထဲသွင်းစဉ်းစားတာမျိုးမရှိဘူးလို့သိရပါတယ်။တမ်ရော့စခန်းတွေကိုတိမ့်နိုင်ဖို့ကိုသာအထူးကဦးစားပေးပြီးလူအင်အားသုံးတိုက်ခိုက်ခဲ့တဲ့အတွေ့တိုက်ပွဲအတွင်းရခိုင်လူမျိုးအများအပြားတိုက်စုံးခဲ့ရပြီးအသေးခံတက်ခိုင်းခြင်းတွေရှိနေတယ်လို့လည်း ရကလူမျိုးတအူးကအခုလူမျိုးပြောဆိုထားပါတယ်ဒီကြဆုံးတဲ့ဆင်းအတိကျသာထုတ်ပြန်လိုက်လို့ရှိရင်ဒီတော်လင်ရေးပေါ်မှာရခိုင်လူမျိုးတွေကိုယ်တိုင်ကဝေဝါလာရရှိနိုင်တယ်အဲနောက်တစ်ခါဒီကြံတဲ့အဲဒီတော်လင်အင်အားစုတွေပေါ်မှာလည်းအနေနဲ့အများရိုက်ခတ်မှုတွေရှိနိုင်တယ်အခုပြည်သူတို့ထင်ထားတာကအေးဆိုရင်ဟိုစူပါမန်လိုလို့ ပါဝါရင်းဂျာလို့ခင်ထားတာကိုအများစမ်းသကြည့်ပြန်တော့ဒီစစ်ကောင်စီကအေအေထက်အဲဒီဒီဟိုလက်နဲ့အင်အားအင်မတန်တာလုံးနေကြနောက်တော့အခုအချိန်မှာသူကခံစစ်ကြအဲတေချာပြင်ဆင်ထားတာကြเนาะနောက်တော့သူကလေချောင်းနဲ့သုံးနိုင်တယ်အဲတော့အဲ့လိုဂျားတွေကမှဝင်တိုက်ရတာဆိုရင်သူဘလောက်ကြမလဲဆိုတာခင်ဗျာခံမလို့ရတာပဲတကယ်တော့ဒေတာတိုက်ပွဲတည်เนาะဒါ viewer အထက်စာလို့ရှိရင် တကယ်လူရင်းမိတိုက်တဲ့တိုက်ပွဲကနော်ရခိုင်နေအများကြီးကြာကုန်ကြတယ်အဲအဲ့အသက်ကြီးပါတယ်သူတို့ကထက်ထင်းသားပုံမရဘူးပြန်နော်ဟိုကလေးတွေအများကြီးကြာဆုံးနေကြကြာဆုံးနေတယ်တချို့လည်းကြောက်လန့်ပြီးဖက်ပြေးကုန်နေကြအဲ့လိုတကယ်ပဲဖြစ်ပုံနဲ့တော့ဝမ်းနေပါအဲစစ်ဟိုချင်းကတဲ့ကမှာအဲကျွန်တော်တို့ဒီအထီးကအနည်းဆုံးနဲ့အောင်မြင်မှုအများဆုံးရမယ်လမ်းကိုရွေးရမှာပြန် အခုကျတော့ကျွန်တော်တို့ဟိုအောင်ပွဲတော့ရတယ်ဒါပေမဲ့ကျွန်တော်တို့ပေးဆက်လိုက်ရတဲ့ဟာကအောင်ပွဲတဲ့ပြီးတော့ညာနေတယ်ကပရိသတ်ကြီးရဲ့တမတော်စစ်ကြောင်းတွေကရခိုင်အကြမ်းဖက်အေးလက်နက်ကင်အဖွဲ့ကိုဒရုန်းနဲ့တိုက်ခိုက်ချိန်မုံနေမှုရုပ်တံကိုလည်းထပ်မံဖော်ပြပေးလိုက်ပါတယ်ရှင်